နန်းထိုင်ရဲ့ကွန်မန့်မှာအမီးအများဆုံးဖြစ်နေတဲ့ခါနာရဲဒူးနာလူတွေအတွက်ဘိုက်ကြအောင်လူလူမျိုးလောက်ရမလဲဆိုပြီးတော့မိထားလူတွေအတွက်ဒီနေ့မှာနန်းထက်ကခါနာဒူးနာလူတွေအတွက်ကစားလို့ရမယ့်လေ့ကျင့်ခန်း၅မျိုးလုပ်ပြပေးမယ်နော်ပထမဆုံးတစ်ခုကဒီမှာနန်းထက်က 5kg အလီပြားကိုတုံးပြပေးရဲဆိုပေမဲ့ရည်သက်မှုရှိရဲဆိုတော့ရည်သက်မှုနဲ့လှည့်ပြီးတော့တော်လို့ရတယ်အောက်ပိုင်းကိုလုံဝန်းညင်ထားပြီးတော့ဘိုက်ကိုဆွဲညစ်ထားပြီးတော့ပညာလှည့်ထားပေးမယ်လှည့်တဲ့ခါကျရင်နန်းထက်တို့ဒီရဲ့ဝမ်းပိုင်းမဆယ်ကိုထိလာစစ်ပေးနော်သူ့ကိုနန်းထက်တို့20ရာနေပြီးတော့30 3ကြောင်းနေပြီးတော့၄ကြောင်းလောက်ထိကစားပေးလို့ရပါတယ်နော် ဒုတိယလူမျိုးကစောနာက Russian Trace ကိုပဲ Ni Drive နဲ့တွဲပြီးတော့သွားတက်တယ်ဆိုလို့ရှင်သွားတော့သူကတော့ဖိုင်းမဆေကိုပို့ကြည့်တယ်။သွားတဲ့ခါကျလို့ရှင်သူ့ရဲ့တိုင်မှာရှိတယ်1 2 up 1 2 up အတိုင်တွေကိုပဲဝင်ထားပြီးလို့ရတယ်နော်။ဒီဟာကသွားတက်တယ်ဆိုရှင်တော့သွားလို့ရတယ်။မသွားတက်ဘူးဆိုရှင်စောနာကအရှိက Russian Trace လူမျိုးပဲဝင်ထားပြီးလို့ရပါတယ်နော်။သူ့ကိုလည်းနေထိုင်လို့ကိုနိုင်နိုင်တယ်လို့15ချိန်20 30 3ချောကနေပြီးတော့၄ချောကစားပြီးလို့ရပါတော့။ဘလို့ပဲသွားနေထိုင်ရဲ့ဖိုင်းမဆေကိုဆွေးနှိပ်ပြီးပြီးတော့လူမယ်နော်။ တတိယတစ်ခုကတော့နန္ဒာကရှူရာ trace ကိုဝင်ထားတယ်အလီကဒီမှာ 2kg သုံးပြပေးထားတယ်ခုမှမရှိဘူးဆိုလို့ရှင်လည်းရေတက်မှုနဲ့သွားပြီးလို့ရတယ်တခြားကောကကိုတန်တဲ့နေထောင်ကားထားပြီးတော့ဘီဘက်ကိုလှည့်တဲ့ခါကျလို့ရှင်ခြေပြားထိပ်ထိအားထိပ်ပြီးတော့လှည့်ထားပြီးမယ်လှည့်တဲ့ခါကျရင်နန္ဒာဒီရဲ့ခါဘီယာမာစေကိုထိလာစစ်ထားပြီးတော့ဘေညာမတစ်ကို15ချိန်3ခေါက်ဒါမှမဟုတ်ရှင်20 30သုံးကျော်ကနေပြီးတော့လီကျော်ကစားပြီးလို့ရတယ်ဝင်သွားတဲ့ခါကျလို့ရှင်ဘိုက်လေးကိုဆွဲညစ်ထားပြီးတော့ရှူသွင်းရှူထုတ်ခါဘီမာစေလေးကိုထိလာကိုကကိုစစ်ပြီးတော့လုမယ်နော် လေးမျိုးမြောက်ကရနန်ထက်ကလန်ဂျက်စ်နဲ့သွားလို့သွားတဲ့ဟာကိုဒီမှာခါနာဒူနာရဲ့လူတွေအတွက်လန်ဂျက်စ်နဲ့မဟုတ်ဘဲနဲ့ရှောက်ကိုအနောက်ကိုလှမ်းပြီးတော့ပဲအပေါ်ကနေပြီးတော့ဆွဲချထားတယ်။သူကဒူးရှိတဲ့ဘက်ကိုလွှဲချတဲ့ခါကြလို့ရှင်ခါးပီးတွေထိလာစစ်ထားပြီးနော်။ဒီမှာအလေးကကိုကမနိုင်ဘူးဆိုလို့ရှင်ရေသက်မှုနဲ့သွားပြီးလို့ရတယ်။ကိုပေါ့ကိုနိုင်တဲ့အလေးနဲ့သုံးပြီးလို့ရတယ်။ဒူးဆွဲမားတဲ့အချိန်တိုင်းထဲတော့ရှူထုတ်ပြီးလို့လူမယ်။အဲ့မှာဘိုင်းမဆယ်ကြီးခါးပီးမဆယ်ကြီးထိလာစစ်ထားပြီးမယ်နော်။ အချိန်နဲ့အကျော့အရာကိုကိုယ့်ဘာကိုနိုင်တယ်လို့ဝင်ထားပြီးလို့ရတယ်။နောက်ဆုံးတစ်ခုကတော့ overhead knee drive ကိုဝင်ထားပြီးမယ်။အလေးတုံးတောင်မလို့ရှင်ရည်သက်မှုကိုအပေါ်ကိုဆက်တင်ထားပြီးမယ်။ဆက်တဲ့ခါကျလို့ရှင်ခေါင်းမုတ်တည်းရအောင်ဆန့်ထားပြီးမယ်။ဒူးဆွဲမားတဲ့ခါကျလို့ရှင်ရင်မရှိတိရအောင်ဆွဲလာခဲ့ပြီးဒူးဆွဲမားတဲ့ခေါင်းရှားကျလို့ရှင်လည်းရှူထုတ်တဲ့အနေထားနဲ့ဝင်ထားပြီးမယ်။ bike ကိုပဲရအောင်ဆွဲညစ်ထားပြီးဘူးလို့မယ်နော်။တခြားလေးသင်တန်းတက်ချင်တယ်ဆိုလို့ရှင်တော့နန်ထရဲ့ page messenger ကနေပြီးဆက်သွယ်ပြီးလို့ရတယ်။ဒူးနာခါနာအလူတွေအတွက် injury ဖြစ်တာအလူတွေအတွက်ဆိုလို့ရှင်တော့ zone personal training ကိုယူဖို့ recommend ပေးပါရနော်။